ုကြီးကန်းကညဘက်အမောင် ခွင့်ကောင်းယူပြီးတော့ဝဝစာကလေးမရဲ့အိမ်ကိုရောက်လာတော့တယ်။နောက်တော့ဝဝစာကလေးမရဲ့ဗီဒိုကိုဖွင့်ပြီးတော့ဗီဒိုထဲကပစံတုပ်ကိုခိုးပြီးတော့ထွက်ပြေးသွားတော့တာပေါ့။မနဲ့မိုးလင်းသွားတော့တယ်။ဝဝစာကလေးမကသူ့ရဲ့တကားပွင့်နေတဲ့ဗီဒိုကိုကြည့်ပြီးတော့စိတ်ပူသွားတော့တယ်။ဟွန်းဘသူကတကားကိုဖွင့်ထားတာပါလဲ။ညကငါတိတိချေချာကိုပိတ်ထားတာပါ။ဝဝစာကလေးမကဗီဒိုနားကိုအနီးကပ်သွားပြီးတော့ကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့ပစံအထုပ်ကမရှိတော့ဘူးပေါ့။ အဲ့ဒါကိုကြည့်ပြီးတော့ဝဝစာကလေးမကငိုလိုက်တော့တယ်။တမီးလေးမင်းနေရဲ့မင်းနေတကူကအမေတို့တတတာပင်မခံပြီးတော့စူစောင်းထားတဲ့ပစံလေးကိုခိုးယူသွားလိုက်တယ်။အမေတို့တော့ဘဝပြတ်ပါပြီတမီးရဲ့။အမေမငိုပါနဲ့တော့တမီးတို့နောက်တစ်ခါပြန်ကြိုးစားလုပ်ကြိုင်ရမယ်လေ။ပြောင်းရွှင်မှုတွေကပြန်ပြီးတော့ရောက်လာမှာပါ။ဒါမဲ့တမီးတို့ရဲ့ပစံကိုခိုးတဲ့တကူကတော့ဘယ်တော့မှပြပြရှူရှူနေရမှာမဟုတ်ဘူး။ ကာလူကြီးကန်းကတညလုံးနိုးနေရပေါ့အဲဒါကြောင့်ကာလူကြီးကန်းကမနဲ့နောက်ကျမှအိယာကထတော့တယ်အဲ့ဒီချိန်မှာတင်တင်ကြီးကန်းမလေးကပြောလိုက်တော့တာပေါ့ကိုကာလူတားလေးမမေကတော်တော်လေးကိုဖျားနေတာဟာနောက်တစ်ခါထပ်ပြီးတော့လားမနေ့ညမှာကိုကဝဝရုရဲ့အိမ်ကနေပစ္စံခိုးလာတာအခုတော့ပြန်ကုန်တော့မှာပေါ့ဘယ်တော့ပဲဖြစ်ဖြစ်ပစ္စံခိုးလာတိုင်းအိမ်မှာတယောက်ပြီးတယောက်နေမကောင်းအောင်ဖြစ်နေတော့တာပဲအဖေတားကိုဆေးရုံလိုက်ပို့ပေးပါနော် ကာလူဂျီကန်ကသူ့ရဲ့သားလေးကိုချီပြီးတော့တိုင်ငမရဲ့ဆေးရုံကိုခေါ်လာလိုက်တော့တယ်။မင်းမင်းဂျီကန်လေးကိုဆေးရုံတင်ပြီးတော့ကုသပေးလိုက်တော့တယ်။ကာလူဂျီကန်မှာရှိတဲ့ပတ်စံနေအားလုံးကကုန်သွားတော့တာပေါ့။နောက်နေ့တရက်မှာတော့မင်းမင်းဂျီကန်လေးကနေကောင်းသွားတော့တယ်။ကာလူဂျီကန်ကလည်းသူ့ရဲ့သားလေးကိုအိမ်ပြန်ခေါ်လာလိုက်တော့တယ်။ဒီနေ့ကိုတွေးထားတာကမနေ့ရက်ရတဲ့ပတ်စံနေနဲ့မော်တော်ဆိုင်ကယ်ဝယ်လိုက်မယ်ပေါ့။ ဒါမဲ့ပစ္စံတွေအလုံးကအခုတော့ကုန်သွားပြီ။ကိုကလို့ရယ်စိတ်ပူမနေပါနဲ့အခွင့်ရရတဲ့ခါကျရင်ပြက်ခိုးလိုက်ပေါ့။ပြီးရင်မော်တော်ဆိုင်ကယ်ဝယ်လိုက်။အဲ့လိုနဲ့ပဲရက်အနေနဲ့ကုန်ဆုံးသွားတော့တယ်။တရက်မှတော့ကျက်တူရေးလေးကတခြားရွာကိုအလှည့်သွားလိုက်တော့တာပေါ့။အဲ့ဒါကိုအခွင့်ကောင်းရှုပြီးတော့ကာလူကြီးကန်းကကျက်တူရဲ့အိမ်ကိုရောက်လာတော့တယ်။အဲ့ဒီအချိန်မှာနေလေဖြစ်နေတာပေါ့။ဒါပေမဲ့လည်းနေပူပြင်းလာတဲ့နေ့လေဖြစ်တာကြောင့်ဘသူမှအပြစ်မှမရှိဘူးပေါ့။อืมဒီကျက်တူရဲ့ပတ်စံတွေကိုဘယ်မှထားထားလဲမသိဘူး။ ာလူကြီးကန်းကချက်တူရဲ့အိမ်ကိုလိုက်လံပြီးတော့ရှာဖွေလိုက်တော့တယ်။အဲဒီနောက်မှာတော့အတိုင်လေးရဲ့အောက်မှာဖွက်ထားတဲ့ပစံကိုတွေ့သွားတော့တယ်။ကာလူကြီးကန်းကဝမ်းသာသွားတော့တာပေါ့။အဲဒီနောက်မှာတော့ချက်တူရဲ့ပစံတွေကိုခိုးပြီးတော့ထွက်ပြေးသွားလိုက်တော့တယ်။အင်းဒီတခါတော့တင်းနေမင်းရောတားလေးရောနေကောင်းမှာမဟုတ်လား။နောက်ဆုံးတော့မော်တော်ဆိုင်ကယ်ဝယ်လို့ရပြီ။ဟုတ်ပါပြီရှင်အရင်ဦးဆုံးကျမတို့အားလုံးရေတောက်ဖို့သွားကြရအောင်ညနေကျရင်ဆက်ကြွယ်ဖို့သွားလိုက် ကာလူကြီးကန်ကသူခိုးထားတဲ့ပစံတွေကိုအိမ်မှာထားပြီးတော့တမိသားစုလုံးရေတောက်ဖို့တွားလိုက်တော့တယ်။အဲ့နောက်မှာကာလူကြီးကန်ကတင်းတင်းကြီးကန်မနဲ့သူတို့ရဲ့သားလေးတို့ကမျက်နှာမှာထိုင်နေကြတာပေါ့။အဲ့ဒီချိန်မှာကျက်တူကြီးကရောက်လာတော့တယ်။ငါရဲ့တတတာစုဆောင်ထားတဲ့ပစံတွေကိုတယောက်ယောက်ကခိုးသွားတယ်။ငါရဲ့ပစံကိုခိုးသွားတဲ့သူကဘယ်တော့မှပြောင်းရွှင်ရမှာမဟုတ်ဘူး။ကျက်တူကြီးကလည်းတော်ပါတော့ဗျာ။မင်းအထမားတာလည်းဖြစ်မှာပေါ့။ဘယ်သူမှမင်းရဲ့ပစံကိုမခိုးတာလည်းဖြစ်နိုင်နေလေ။ ဟာမဖြစ်နိုင်ပါဘူးကာလူရငါကိုယ်တိုင်အသက်အောင်မှာဖွက်ထားခဲ့တာကွာညနေအိမ်ပြန်ရောက်လာတဲ့အချိန်မှာတော့သူတို့ရဲ့အိမ်လေးကပြူလဲနေတော့တာပေါ့ကိုကာလူရဒါဘာဖြစ်သွားရလဲခုနကတော့တော့အိမ်ကအကောင်းကြီးရှိနေသေးရအဲ့ဒီအချိန်မှာပဲဘဝစာကလေးမကရောက်လာတော့တယ်ညီမတွေ့လိုက်တယ်ဒီနာကဖြစ်သွားတော့ကလေလေတအားတိုက်ပြီးတော့အိမ်လေးကပြိုကျသွားတာကာလူချင်းကတိတ်ဆိတ်နေပြီးတော့ငိုနေတော့တာပေါ့ခဏကြာတဲ့နောက်မှာတော့ဘဝစာကလေးမကလည်းပြန်သွားလိုက်တော့တယ် တရက်ဒီလိုဖြစ်မှာပဲလေငါခိုးပြီးရလာတဲ့ပတ်စံငါလက်ထဲမှာအကြိုက်မနေဘူးတင်းနေကိုဘယ်တော့မှမခိုးတော့ဘူးဒီနေ့ကစပြီးတော့ရိုးရိုးသားသားစူးစမ်းရုံးကြံပြီးတော့ရတဲ့ပတ်စံနဲ့ပဲစိုက်ပေးဝယ်တော့မယ်ဟုတ်တယ်ကိုကလူခိုးတဲ့ပတ်စံကဘလို့မှကြကြခံတာမဟုတ်ဘူးအဲ့လိုနဲ့ပဲကာလူကြီးကန်းကအချင်းငယ်တကောင်ရဲ့စိုက်ခင်းမှာရိုးရိုးသားသားနဲ့အလုံးလုံးတော့တယ်သူကတနေ့လုံးလဲစိုက်ခင်းထဲမှာအလုတ်လုတ်ပြီးတော့ညနေမှာပင်ပင်ပန်းပန်းနဲ့အိမ်ကိုပြန်ပြီးတော့အနားယူလိုက်တော့တယ် လက်အနေငယ်ကြတဲ့နောက်မှာတော့ကာလူကြီးကန်ကစိုက်ပျိုးထားတဲ့ကောက်ပဲသီးနှံတွေကအသေးရည်နဲ့ဝေးစားလာတော့တယ်။အဲ့ဒီကောက်ပဲသီးနှံတွေကိုရောင်းပြီးတော့ဝေဝါစာကလေးမစီကိုတခါရဲသွားလိုက်တော့တယ်။ညီမအေးအခုခွင့်လို့ပါနော်။ညီမယူလိုက်ညီမလေးရဲ့ပတ်စံ။ပတ်စံ?ဘာပတ်စံလဲအကို?အကိုညီမစီကနေခိုးလိုက်တဲ့ပတ်စံတွေကတားလေးကိုဆေးရုံတင်လိုက်တဲ့အချိန်မှာကုန်သွားတယ်။အဲ့ဒီပတ်စံတွေအတွက်ပြန်လာပေးတာပါ။ညီမလေးအရင်ကဝမ်းတာတာပဲအကို။ အကူအရရွရွတတနဲ့ပတ်စံရှာတဲ့နေကိုရွေးချယ်လိုက်တာပဲကာလူကြီးကန်းကကျက်တူရွေးစီရနဲ့ခိုးလိုက်တဲ့ပတ်စံတွေကိုလည်းပြန်ပေးလိုက်တော့တယ်ရက်အနေငယ်ကြားတဲ့နောက်မှာတော့ကာလူကြီးကန်းကစူးစမ်းရုံးကန်ပြီးတော့မော်တော်ဆိုင်ကယ်လေးတစ်စီးဝယ်လိုက်တော့တာပေါ့ကာလူကြီးကန်းကသူ့ရဲ့မိန်းမတင်နေတဲ့တားဖြစ်သူမင်းမင်းတို့ဆိုင်ကယ်ပေါ်တင်ပြီးတော့တောထဲမှာရှောက်ဖက်စီးနေကြတော့တာပေါ့ကိုကာလူကြီးတကယ်ပါရွရွတတနဲ့ရှာပြီးတော့သုံးတဲ့ပတ်စံကခိုးယူပြီးတော့သုံးတဲ့ပတ်စံတွေထပ်ပို့ပြီးတော့တန်မိုးရှိတယ် အဲ့လိုနဲ့ပဲကာလူကြီးကန်ကကုကုကိုပြောင်းလဲလိုက်တော့တယ်။နောက်ဆုံးမှာတော့ကာလူကြီးကန်လေးကရိုးသားပြီးတော့စ조사ရုံးကန်နဲ့ကျင်းရတကောင်ဖြစ်လာတော့တာပေါ့။တကယ်ချင်းတို့ရေဒီပုံမြင်လေးကို like တကယ်ချင်းတွေကို share channel ကို subscribe လုပ်ဖို့လည်းမမေ့ကြနဲ့နော်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါနော်။မင်းဒီစားကလေးမလေးကသူ့အမေဝဝစားကလေးမနဲ့အတူတူမပြောပြန်အောင်မထိုက်နေရပေါ့အမေ ဘယ်ချိန်ကျမှမိုးတိတ်မှာလဲစိတ်မူပွားနဲ့တမိလေးရဲ့မကြခင်မိုးတိတ်သွားလိမ့်မယ်ပြီးလို့ရှိရင်အရာအလုံးအရင်တိုင်းဖြစ်သွားလိမ့်မယ်ဘဝစာကိမလေးနဲ့သူ့ရဲ့တမိမိနေစာကိမလိုကမျက်ပြောပင်အောင်မှာထိုင်နေတဲ့အချိန်စိတ်မလေးတကောင်ကအဝေးကနေလာနေတာကိုမိနီလေးကတွေ့သွားတော့တယ်အမေကြည့်ပါဦးအရှိမစိတ်လေးတကောင်လာနေရဲ့ကြည့်ရတာစိတ်မလေးလဲတမိတို့လိုမျိုးမိုးရည်ထဲမှာပြဿနာတက်နေတယ်ထင်တယ် စိတ်မလေးကသူတို့နှစ်ယောက်စီကိုရောက်လာတော့တယ်။စာကလင်းမလေးတခင်နဲ့အတူလာရင်းနဲ့လမ်းထဲမှာလမ်းပြောက်သွားလို့စာကလင်းမလေးရဲ့ကိုညီပေးပါနော်။စိတ်မလေးဒီလိုလာပြီးတော့ငါတို့နဲ့အတူတူလာထိုင်လေ။မိုးတိတ်သွားတဲ့အခါကျငါတို့နဲ့အတူအိမ်ကိုခေါ်သွားမယ်။ငါကိုဝင်တဲ့တယောက်ပါ။ငါရဲ့ပိုက်ထဲမှာကလေးလေးရှိရဲ့။နောက်ထပ်ကြကြမိုးရီထဲမှာနေနေကလေးလေးနေမကောင်းဖြစ်သွားလိမ့်မယ်။မမေသမီးတို့စိတ်မလေးကိုကိုညီမဖြစ်မယ်။ တမီးတို့နဲ့အတူတူအိမ်ခေါ်သွားကြရအောင်တမီးတို့မိုးရီထဲမှာဆိုးသွားတော့ဘာဖြစ်လဲအိမ်ရောက်တဲ့အခါကျရင်ချအောင်လုပ်လို့ရတာပဲလေကောင်းပြီတမီးစိတ်မလေးငါတို့နဲ့အတူလိုက်ခဲ့လေနော် နောက်တော့ဝါစာကလေးမလေးနဲ့မိမိစာကလေးမတို့ကကိုဝင်တဲ့စိတ်မလေးကိုအိမ်ကိုခေါ်လာလိုက်တော့တယ်ကဲမြေခွေးမလေးဘယ်အချိန်ထိဒီလိုနေနေမှာလဲမိုးကဘယ်အချိန်မှတိတ်မှာလဲသိမှမသိတာဘယ်အချိန်ထိအိမ်မှာနေပြီးတော့အငက်ခံနေရမှာလဲ အပြင်ထွက်ပြီးတော့တခုခုရှာမှဖြစ်မယ်။အဲ့နောက်မှာဗိုက်စာနေတဲ့မြေခွေးမလေးကအစာရှာဖို့အတွက်အဲ့ရနေထွက်လာတော့တယ်။အစာရှာရင်းရှာရင်းနဲ့မြေခွေးမလေးကစာကလေးမလေးနဲ့စိတ်မလေးတို့တွေ့သွားတော့တာပေါ့။အင်းစိတ်မလေးကငါ့ရဲ့စကားကိုနားထောင်ရင်ဒီလိုမျိုးအေးနေတဲ့မိုးရွာပြီးမှစစ်ဆုပ်ပြပူပူလေးလှုပ်တော့လို့ရပြီ။အဲ့လိုပြောပြီးတော့စိတ်မလေးတို့ရဲ့အနာကိုရောက်လာတော့တယ်။စာကလေးမလေးစိတ်မလေးကိုခေါ်ပြီးတော့ဘယ်ဟိုသွားမလို့လဲ အန်ဒီစိတ်မလေးကလမ်းမပြီးတော့တောထဲကိုရောက်လာခဲ့တာပြီးတော့စိတ်မလေးကကိုဝင်တယ်လေအဲ့ဒါကြောင့်တမီးရဲ့အိမ်ကိုခေါ်သွားမလို့ဆာကလင်းမလေးရဲ့နင့်ရဲ့အိမ်ကတဲတဲလေးကိုငါပဲစိတ်မလေးကိုငါ့အိမ်ကိုခေါ်သွားလိုက်မယ်လေငါ့အိမ်ကကြီးရဲ့အပြင်စိတ်နေကြတယ်တကယ်ကြ तू ကကလေးမွေးလာမှာပဲအဲ့ဒီအချိန်ကျစိတ်ပူစရာမရှိတော့ဘူးပေါ့ဒါမဲ့အန်ဒီတမီးကြောက်တယ်ရှင့်အော်ဘာမှကြောက်စရာမလိုပါဘူးစိတ်မလေးကိုငါကယူဆိုင်ပြလိုက်ပါမယ် သူ့အတွက်မြက်တွေလည်းယူလာပေးမယ်။သူ့ရဲ့ကလေးကိုလည်းနှွေးထွေးတဲ့အိယာခင်လေးတွေပေးမယ်လေ။နှွေးထွေးတဲ့အိယာခင်ဟုတ်လား။တကယ်ပဲငါရဲ့ကလေးအတွက်နှွေးထွေးတဲ့အိယာခင်ပေးမှာလား။ဟုတ်တာပေါ့။ငါသိရလေဒီလိုအချိန်မှာကလေးလေးတွေကနှွေးထွေးတဲ့အိယာခင်ကိုလိုရလေ။ဒါဆိုလည်းကောင်းပြီ။ဆံကလေးမလေးရဲ့ငါမြေခွေးမလေးနဲ့အတူလိုက်သွားလိုက်တော့မယ်။အနည်းဆုံးတော့သူ့ရဲ့အိမ်မှာငါကလေးအတွက်အိယာခင်ရတာပေါ့။ကောင်းပြီလေစိတ်ကြိုက်လို့လို့ရပါတယ်။ အဲ့ဒီနောက်မှာတော့စိတ်မလေးကမြေခွေးမလေးနဲ့ဒုလိုက်သွားတော့တာပေါ့မြေခွေးမကရှေ့ရလျှောက်ပြီးတော့စိတ်မလေးကအနောက်ကနေလိုက်တော့တာပေါ့ဒီလိုနဲ့ပဲမြေခွေးမလေးကစိတ်မလေးကိုအိမ်ကိုခေါ်လာလိုက်တော့တယ်။ဘာအိမ်ကအရောက်ကိုကြည့်ရပဲပြီးတော့နေရာတွေလည်းအများကြီးရှိရဲ့ဒီအိမ်မှာဆိုငါကလေးလေးကပျော့ပျော့နေရမှာနေအနားယူအောင်နော်ငါမျိုးကိုကြောင်ထဲကိုသွားပြီးတော့မင်းမွေးလာအောင်မယ်အဲ့ဒါမှတအိမ်လုံးနှွေးနေမှာ မြေခွေးမလေးကမီးမွေးပြီးတော့ရင်သွေးအိုးတဲထားလိုက်တော့တယ်။အဲ့ဒီအချိန်မှာစိတ်မလေးကမေးတော့တာပေါ့။မြေခွေးမလေးဘာလို့ဒီလောက်ကြည့်တဲ့အိုးနဲ့ရင်သွေးတဲနေရတာလဲ။အော်နေ့ရက်ကလေးလေးမွေးလာတဲ့အချိန်ကျရင်ငါကိုယ်တိုင်ရင်သွေးလေးနဲ့ရေချိုးပေးမလို့လေ။စိတ်မလေးကဝမ်းသာသွားတော့တယ်။တကယ်ကရင်သွေးအိုးတဲရတဲ့အကြောင်းရင်းကဆွတ်ဆွတ်ပြုတ်ချက်ဖို့ဆိုတာကိုစိတ်မလေးကမသိဘူးပေါ့။စိတ်မလေးငါအခုပြန်လာခဲ့မယ်နော်။တခုမှတ်ထားနော်။ အပြည့်ကိုလုံးဝမထွက်နဲ့အပြည့်မှာမိုးတွေကတအားရွာနေတာတော်ကြကလေးလေးကနေမကောင်းဖြစ်လိမ့်မယ်ကောင်းပါပြီအိမ်မှာပဲထိုင်နေပါမယ်ဒါမဲ့အပြည့်ကနေတကားပိတ်သွားတော့မဟုတ်ရင်ငါ့ကိုအမဲလိုက်မယ်တော်ရင်တိရစ္ဆာန်နဲ့ဝင်လာလိမ့်မယ်အဲ့နောက်မှာမြေခွေးမလေးကအိမ်ကနေထွက်သွားလိုက်တော့တယ်နောက်တော့တဖြည်းဖြည်းနဲ့သူ့ရဲ့အမဆီကိုသွားလိုက်တာပေါ့အမေသွားကိုထပ်အောင်လို့သွားသွေးလိုက်အောင်ဒီနေ့စိတ်ဆုပ်ပြုတ်စားရတော့မှာ ဲ့စကားကိုနားထောင်ပြီးတော့မြေခွေးမလေးရဲ့အမားပျော်လွန်းလို့ထောက်ခုန်လိုက်တော့တယ်။စိတ်ဟုတ်လား။အမားစိတ်သားစားမှာနော်။ဟုတ်ပါပြီဟုတ်ပါပြီ။အမားစိတ်သားစားလိုက်ညမစစ်ဆုပ်ပြတော့မှာ။ညမအခုပဲကျွတ်တော်နေခဲန်းကျင်နေနဲ့ငြိုပြီးသွားယူလာအောင်မယ်။မြေခွေးမလေးကသူ့ရဲ့အမားကိုအကြောင်းဆုံးပြောပြီးတော့ထွက်သွားလိုက်တော့တယ်။အမေပိုက်စာနေပြီးဘယ်အချိန်မှထမင်းချက်မှလဲရင်။သမီးအမေအခုပဲထီးဆောင်ပြီးတော့အသီးရွက်တွေသွားဝယ်လာအောင်မယ်။ ။မိုးကဘယ်ချိန်မှတိတ်မှလည်းမသိဘူး။အမေတို့အာလူဟင်းချက်စားကြတာပေါ့။အဲ့လိုပြောပြီးတော့ဝဝစားကလေးမကအိမ်ကနေထွက်လာတော့တယ်။မြေခွေးမလေးကဈေးမှာကျက်တူရရဲ့ဆိုင်ကနေကျက်တူနီခရမ်းကျင်းနီးနဲ့ငရုတ်သေးဝင်နေတဲ့ချိန်ဝဝစားကလေးမကလည်းအနောက်မှာရှက်နေတာပေါ့။ဦးလေးကျက်တူနီခရမ်းကျင်းနီးငရုတ်သေးနဲ့ပြီးတော့စိတ်တိုင်းချက်ဖို့အတွက်မတ်စလာလေးလည်းထည့်ပေးလိုက်။ဟမ် မြေခွေးမဘာလို့ကျက်တူနေတဲ့မဆလာတွေဝယ်နေရတာလဲမဟုတ်မှလွဲတော့သူကစိတ်မလေးကိုတက်ပြီးတော့စားဖို့ပြင်နေတာတော့မဟုတ်တော့ပါဘူးနော်ဘောဝါစားကလေးမကမြင်မြန်ပြန်သွားပြီးတော့မြေခွေးမလေးအိမ်ကိုမရောက်လာခင်မှာအရင်ဦးဆုံးဘောဝါစားကလေးမကအိမ်ကိုရောက်လာတော့တယ်စိတ်မလေးငါနဲ့အတူတူလိုက်ခဲ့ဒီမှနေအန်နီရဲ့ကြုံရလိမ့်အန်နီရဲ့ဟာလားဘယ်ကအန်နီရဲ့လဲဘာဖြစ်လို့လဲမြေခွေးမစိတ်ထားအရန်ကောင်းတာ အဲ့ဒီမြေခွေးမှာရဟန်းကိုရက်ဆက်တာဈေးမှာကျတူနီခင်းအန်ချင်နီနဲ့စိတ်သားရင်ချက်ဖို့အတွက်မတ်စလာဝဲနေရတွေ့ခဲ့တယ်။တေချာပေါက်နင့်ကိုစွပြုတ်လောက်ပြီးတော့တောက်တော့မယ်ထင်တယ်။အဲ့စကားကိုနားထောင်ပြီးတော့စိတ်မာလီယာလန့်သွားတော့တယ်။နောက်တော့ဘောဝါစာကလေးမာလီယာစိတ်မာလီကိုခေါ်ပြီးတော့အိမ်ကိုရောက်လာတော့တာပေါ့။ငါ့ရဲ့အိမ်လေးကသေးရမှန်တယ်။ဒါမဲ့ဒီမှာဆိုရင်လုံလုံချုံချုံနေရမှာ။အမေစိတ်မာလီကိုအိမ်ခေါ်လာလိုက်တာကောင်းသွားတယ်။ မဟုတ်ရက်ဆက်တဲ့မြေခွေးမှာဆိတ်မလေးကိုစားပြီးနေလောက်ပြီအမရေအမသွားရအောင်ညီမလိုအပ်တဲ့ပစ္စည်းအားလုံးဝယ်လာခဲ့ပြီအခုသွားပြီးတော့ဆွဆုပ်ပြုတ်လုပ်ပြီးတော့အတူတူတောက်ကြရအောင်အဲ့နောက်မှာမြေခွေးမလေးကသူ့ရဲ့အမကိုခေါ်ပြီးတော့အိမ်ကိုရောက်လာတော့တယ်ဆိတ်မဗမာလဲဟင်ညီမလေးဟဲ့ဆိတ်မဘယ်ကိုရောက်သွားတာလဲခုနလေးတည်းအိမ်မှာထားခဲ့တဲ့ဥစ္စာကို တေချာပေါ့ညီမလေးကိုတန်တရားဝင်သွားလို့ဖြစ်မှာအဲ့ဒါကြောင့်ဒီကနေထွက်သွားလိုက်တာအဲ့လိုနဲ့ပဲမြေခွေးညီမနှစ်ယောက်ရံဖြစ်လာကြတော့တယ်အမကြောင့်နဲ့ညီမလည်းငဲ့ရပြီအမကနောက်ကျနေတာကိုစိတ်မလေးကလုံလုံချုံချုံနဲ့စာကလေးမရဲ့အိမ်ထဲမှာ ထိုင်နေရပေါ့ညရောက်သွားတော့တယ်မိနီစာကလေးမကလည်းစိတ်မလေးရဲ့ဘေးနားမှာအတိုက်ကိုထားပြီးတော့အိပ်ပျော်သွားတော့တယ် ခဏကြာတဲ့နောက်မှာတော့ဝဝဆာကလေးမကအိပ်ဖြော်သွားတော့တယ်။အဲ့ဒီနောက်မှာစိတ်မလေးကအရန်ကိုချုပ်ဖို့ကောင်းတဲ့စိတ်ကလေးလေးကိုမွေးဖွားလိုက်တော့တယ်။ကလေးလေးရဲ့မဲမဲအတန်ကြောင့်ဝဝဆာကလေးနဲ့မိမိဆာကလေးမတို့ကလန့်တော့သွားတော့တယ်။ဆာကလေးမလေးရဲ့ကြည့်ရတာကလေးလေးကချမ်းလို့ဖြစ်မယ်။မမေအိမ်မှာဒီကလေးလေးကိုပေးဖို့အတွက်နှွေးတဲ့အိတ်ရခင်းလည်းမရှိဘူး။အမေကမီးမွေးလိုက်မယ်လေ။ဒါဆိုတအိမ်လုံးနှွေးသွားလိမ့်မယ်။ အဲ့ဒီနောက်မှာဝဝစားကလေးမကမိမွေလိုက်တော့တယ်ခဏအတွင်းခဏအတွင်းမှာပဲတအိမ်လုံးကနှွေးသွားတာပေါ့အဲ့ဒါကြောင့်စိတ်ကလေးလေးကအိပ်ပျော်သွားတော့တယ်တညာလုံးမိုးကမိကက်ဖန်နဲ့ရွာသွန်းနေတော့တယ်နောက်နေ့မနေ့ရောက်တဲ့အခါမှာတော့မိုးကတိတ်သွားတော့တယ်နေမင်းကြီးကလည်းထွက်ပေါ်လာတော့တယ်ဘဝစာကလေးမကအိမ်အပြင်မှာထိုင်နေတဲ့အချိန်ညီကွေးမလေးကအဲ့ဒီနေရာကိုရောက်လာတော့တယ်။စာကလေးမလေးရေအဲ့ဒီစိတ်မလေးဘယ်ရောက်သွားလဲသိလား။ကြည့်ရတာအန်နီတို့ကိုကြောက်ပြီးတော့ထွက်ပြေးသွားတာဖြစ်မယ်။ ။ "तू อ่ะจောက်ပြီးတော့ထွက်ပြေးသွားတာမဟုတ်ဘူး။တမီးကိုယ်တိုင်သွားခေါ်လာတာ။ဘာလို့လဲဆိုတော့အန်နီရဲ့အကြောင်းတမီးတိသွားလို့လေ။ကျက်တုံနီ KNC နီနဲ့မဆလာဟုတ်လား။အန်နီကဆွဆွပြုတ်လို့ဖို့အန်နီကဆွဆွပြုတ်လောက်တော့ဖို့လုံနေရလေ။ဟာမဟုတ်တာအန်နီကအာလိုဟင်ချက်မလို့ပါ။ဒီကနေထွက်သွားစမ်း။မဟုတ်ရင်တမီးထုတ်ယူပြီးရိုက်မှာနော်။ရေခွေးမလေးကအဲ့ဒီနေရာကနေထွက်တော့လိုက်တော့တယ်။ ဟိုဝါစားကလေးမကလည်းချက်ချင်းအိမ်ထဲကိုဝင်လာလိုက်တာပေါ့နောက်တော့စိတ်မလေးကိုပြောလိုက်တော့တယ်စိတ်မလေးမြင်မြန်လို့တော့အခုချက်ချင်းအိမ်ကနေပြန်မဖြစ်နိုင်မယ်မဟုတ်ရင်မြေကွင်းမှာချင်းသိပ်ဘီရင်ကြီးကိုခေါ်ပြီးတော့နောက်တစ်ခါပြန်လာနိုင်လောက်တယ်ငါ့ကိုကူညီပေးတဲ့အတွက်ကျေးဇူးပါနော်စားကလေးမလေးနေ့ဘက်မှာတော့ငါ့ရဲ့အိမ်ကိုလိုက်ရှာလိုက်မယ်နောက်တော့ဝါစာကလေးမကစိတ်မလေးနဲ့အတူလိုက်တော်လိုက်တော့တယ်။တောင်းရင်တောင်းရင်နဲ့တောရဲကနေအပြည့်ကိုရောက်သွားတော့တယ်။ ဟိုးရှေ့ကအိမ်ကငါရဲ့အိမ်လေငါနဲ့အတူစိတ်မလေးတွေအများကြီးတခင်နဲ့အတူနေကြတာဟုတ်ပါပြီဒါဆိုရင်သွားတော့နော်တေချာပေါင်းနောက်နေလဲလာတွေ့မယ်အဲ့လိုနဲ့ပဲစိတ်မလေးကလုံခြုံစွာနဲ့အိမ်ကိုပြန်ရောက်သွားတော့တယ်ဝဝစာကလေးမကတော့တောထဲကိုပြန်တန်းလာတော့တာပေါ့စိတ်မလေးနဲ့ကလေးလေးကိုဆောက်ရှောက်နိုင်နေတာကြောင့်ဝဝစာကလေးမကရောက်ဝမ်းသာနေတာပေါ့ ဘဝစာကလေးမကသူ့ရဲ့စိတ်မလေးကိုအရန်ချစ်တာပေါ့သူ့ရဲ့စိတ်မလေးရဲ့နည်းနည်းကစွတီဖြစ်တော့တယ်တမီးလေးမိနီဒီမှာစွတီနဲ့အတူနေခဲ့နော်အမေအစာရှာဖို့တော့လာအောင်မယ်ဟုတ်ကဲ့မေဒါမဲ့မြ мян တော့ပြန်လာခဲ့နော်음ပြီးတော့ငါ့အတွက်လည်းအသေးချွတ်ချွတ်လေးယူလာပေးရမယ်နော်မမီးရဲ့မဟုတ်လားမမီးတာပေါ့မနေ့တော့ကတိပေးထားရဲ့လေဒီနေ့တော့တေချာဖို့အသေးလေးယူလာခဲ့ပေးမယ်ဘဝစာကလေးမကအစာရှာဖို့အတွက်ထွက်သွားလိုက်တော့တယ် အဲ့နောက်မှာမိနီစာကလေးမကစိတ်မလေးရဲ့ဘေးနားမှာတောထိုင်လိုက်တော့တာပေါ့စီတီစိတ်မလေးကမျက်စားနေတာပေါ့မျက်စိုင်းဆိုင်နဲ့စီတီစိတ်မလေးကမင်းမဝဲကိုတောလိုက်တော့တယ်ကာလိုကြီးကန်းနဲ့တင်းတင်းကြီးကန်းမလေးတို့ကစာကလေးမလေးရဲ့စိတ်ကိုကြည့်နေကြတာပေါ့ကိုကာလိုရဲ့ဝဝရဲ့စိတ်မကိုဖမ်းခေါ်တော့တဲ့ချိန်ရောက်ပြီထင်တယ်ဟုတ်တယ်ငါတို့အဲ့ဒီချိန်ကိုစောင့်နေတာကြာပြီနောက်ဆုံးတော့ငါတို့အတွက်အခွင့်အရေးရောက်လာခဲ့ပြီပဲ တင်တင်ကြီးကမ်းမလေးနဲ့ကာလူကြီးကမ်းတို့ကပြန်ပြီးတော့စွတီစိတ်မလေးစီကိုရောက်လာတော့တယ်။စိတ်မရေညဒီမှာဘာလုပ်နေရလဲ။မိနီကအိမ်ပြန်သွားပြီ။ငါတို့နဲ့လိုက်ခဲ့။ညို့အိမ်လိုက်ပို့ပေးမယ်။ဒါမှခုနကတော့ဒီမှာရှိနေသေးရဲ့လေ။အာသူအိမ်ပြန်သွားတာငါတွေးလိုက်တယ်။မြန်မြန်သွားချရအောင်ကွာ။မဟုတ်ရင်ချင်းသိမ်းရောက်လာပြီးတော့နင့်ကိုစားနေလိမ့်မယ်။ချင်းသိမ်းနာမည်ကိုကြားပြီးတော့စွတီစိတ်မလေးကလန့်သွားတော့တဲ့။နောက်တော့ကာလူကြီးကန်းတို့နဲ့လိုက်သွားလိုက်တာပေါ့။ မိနေဆောင်ကလေးမကလိပ်ပြလေးတွေရဲ့အနောက်ကိုပြေးလာရင်းနဲ့ဆော့ကစားနေတော့တယ်။အဲ့ဒီအချိန်မှာသူ့ရဲ့စိတ်မလေးကိုတတိရသွားပြီးတော့အော်ခေါ်လိုက်တော့တယ်။ဆွတီဆွတီဘယ်မှာလဲ။ဒါပေမဲ့မိနေရဲ့စိတ်မလေးကိုကာလူတီကန်ကခေါ်သွားလိုက်ပြီပေါ့။စိတ်မလေးကဘယ်ရောက်သွားလဲ။ငါစိတ်မလေးကိုတယောက်တည်းထားခဲ့ပြီးတော့လိပ်ပြလေးတွေရဲ့အနောက်ကိုမလိုက်လာခဲ့တဲ့ဦး။မိနေစိတ်မလေးကစိတ်ပူသွားတော့တယ်။ဟိုဘက်ဒီဘက်လိုက်ရှာတော့တာပေါ့။ ကာလူကြီးကန်းတို့ကစိတ်မာလေးကိုအဝဲယူခေါက်သွားပြီးတော့ဘသူမှမရှိတော့တဲ့တောထဲမှာတစ်ပင်နဲ့တွဲချီထားလိုက်တော့တယ်။ကာလူနေပါလို့ငါ့ကိုဒီမှာဖမ်းထားရတယ်။နေပြတော့အိမ်ကိုခေါက်သွားပေးမယ်ဆို။ငါနေပြောနေရလေ။ငါနဲ့ကိုငါ့ရဲ့တငယ်ချင်းမြေခွေးစီကိုခေါက်သွားပေးမယ်။ငါတို့တငယ်ချင်းမြေခွေးကစိတ်ဆုပ်ပြုတ်လုပေးလိုက်မယ်။ငါတို့အတူတူပေါင်းပြီးတော့စိတ်ဆုပ်ပြုတ်တော့ရတာပေါ့။ အဲ့ဒီစကားကိုနားထောင်ရင်းနဲ့စိတ်မလေးကလန့်သွားတော့တယ်။ဟမ်နင်တို့ကငါ့ကိုလှည့်ပြားပြီးတော့ဒီကိုခေါ်လာခဲ့တာပဲ။ကိုကလူကြီးကျမတို့ငငယ်လေးသွားပြီးတော့မြေခွေးအန်တီကိုသွားခေါ်ကြရအောင်။မြေခွေးအန်တီကဒီစိတ်မလေးကိုခေါ်သွားလိုက်မယ်။ညနေမှာဝဝစားကလေးမလေးကစဘာနဲ့အသေးနံတွေကိုယူပြီးတော့ပြန်လာခဲ့တဲ့အချိန်မိမိစားကလေးမကငိုနေရပေါ့။ဘာဖြစ်တာလဲသမီး။ဘာလို့ငိုနေရလဲ။ပြီးတော့စွတီစိတ်မလေးရောဘယ်ရောက်နေရလဲ။ အမေတမီးကိုခုတ်လို့ပေးပါနော်တမီးလေးပြလေးတွေအနောက်ကိုလိုက်နေတဲ့ချိန်လေးဆွတ်တရားဘယ်ချိန်မှဘယ်ဟိုသွားလိုက်လဲမသိဘူးဟာဒုက္ခပါပဲစစ်တီတာအဝဲရောရောက်သွားလို့အိမ်မပြန်လာတဲ့ရင်တော့တော်ရင်တိရစ္ဆာန်ကြီးကစားတော့လောက်မှာအဲ့နာဝဝစာကလေးမကသူ့ရဲ့တမီးကိုခေါ်ပြီးတော့စစ်တီစိတ်မလေးကိုရှာဖို့အတွက်တော်တဲ့ကိုထွက်လာလိုက်တော့တဲ့ အဲ့ဒီအချိန်မှာရုတ်တရက်ကြီးရာသီဥတုကပြောင်းလဲသွားတော့တဲ့ဘိုးတိထန်စွာရွာလာတော့တဲ့သမီးလည်းမိမိဒီလောက်မိုးရီရွာနေရအခုဆိုစိတ်မလေးကဘယ်မှာမိုးကိုလောက်မလဲမသိဘူးအမေမဟုတ်မလွယ်ရောစိတ်မလေးကအိမ်ပြန်သွားပြီလားမသိဘူးသမီးတို့အိမ်ကိုပြန်ပြီးတော့သွားကြည့်ရအောင်လေอืมသမီးပြောရလဲဟုတ်သားပဲအဲ့ဒီနောက်မှာဝဝစာကလေးမလေးနဲ့မိနေစိတ်မလေးတို့ကအိမ်ကိုရောက်လာကြတော့တဲ့ ဒါပေမဲ့စုကြည်စိတ်မလေးကိုမတွေ့တော့ဘူးပေါ့အဲ့ဒါကြောင့်လဲဝဝစာကလေးမကစိတ်ဆိုးသွားတော့တဲ့မိနီတမီးကိုပြောရမဟုတ်လားစုကြည်ကိုစောက်ရှောက်ပါလို့ဟုတ်ပါတယ်အမေတမီးလည်းပဲသိပါမလဲလက်ပြနောက်ကိုလိုင်းရင်းနဲ့အနှဲနဲ့အဝေးကိုရောက်သွားတဲ့အချိန်မှာစိတ်မလေးကလည်းတနေရာကိုထွက်သွားလောက်မယ်ဆိုပြီးတော့လေအန်ဒီအန်ဒီမြေမြေလေးတော့ကြရအောင်အန်ဒီကိုစောက်နေတဲ့သူရှိရဲ့ဘယ်သူလဲ သူတို့ကငါ့ကိုစောက်နေရလေကျွန်တော်တို့ဝဝစစ်တီဆိုင်မလေးကိုဖမ်းလာခဲ့တယ်တောထဲမှာဖမ်းလာတယ်အဲ့ဒီစကားကိုနားထောင်ပြီးတော့မြေခွေးအန်တီကဝမ်းသာလွန်းလို့ထားခုံလိုက်တော့တယ်နင်တို့ကမှငါ့ရဲ့တကယ်ချင်းကောင်းလေငါ့အတွက်စဉ်းစားပေးကြတာပဲအဲ့ဒီနောက်မှာကာလူကြည့်ကန်းတို့ကမြေခွေးအန်တီကိုစစ်တီဆိုင်မလေးစီကိုခေါ်လာလိုက်တော့တယ်စိတ်မလေးကကာလူကြည့်ကန်းနဲ့မြေခွေးတို့လာနေရအောင်အဝေးကနေတွေးလိုက်တော့တယ်။အဲ့ဒါကြောင့်စိတ်မလေးကမျက်လုံးကိုနှိပ်ပြီးတော့မြေပြင်ပေါ်မှာလှဲနေလိုက်တော့တယ်။ နောက်တော့အသက်ရှူရှက်ထားလိုက်တော့တာပေါ့ကာလူကြီးကန်းကမြေခွေးကိုခေါ်ပြီးတော့စွတ်တီစိတ်မလေးစီကိုရောက်လာတဲ့အချိန်မှာစိတ်မလေးကလှဲနေတာကိုကြည့်ပြီးတော့တင်တင်ကြီးကန်းမလေးကပြောလိုက်တော့ကိုကာလူရေခုနတော့အတော့စိတ်မလေးကအကောင်းကြီးပါရုပ်ထည့်ကဘာဖြစ်သွားတာလဲကြည့်ရတာအကြောက်ဆုံးမိသေးွားတယ်ထင်တယ်သူ့ကိုကြိုးဖြီပေးလိုက်ငါတို့သူ့ကိုမပြီးတော့ငါအိမ်ကိုခေါ်သွားကြမယ်တေဝါလည်းပါဖြစ်လေမြေခွေးရနီကတေနေရဲ့စိတ်ဆိုလဲစားတယ် ဲ့ဒီနောက်မှာကာလူကြီးကန်းကစိတ်မာလီကိုချိုးဖြီပေးလိုက်တော့တယ်။စိတ်မာလီကမျက်လုံးမမေးလေးဖွင့်ပြီးတော့ကြည့်လိုက်တော့တာပေါ့။အဲ့ဒီနောက်မှာအခွင့်ကောင်းကိုယူပြီးတော့စွတ်တီစိတ်မာလီကထွက်ပြေးတော့တော့တယ်။စိတ်မာလီကမြေမြန်ပြေးသွားတော့တာပေါ့။ကာလူရေလိုက်ဖန်ဆန်းစိတ်မာလီကတော်တော်လဲတာပဲ။စိတ်မာလီကတောင်းတထဲကိုထွက်ပြေးပြီးတော့ချုံမုတ်ထဲမှာပုန်းနေလိုက်တော့တယ်။ကာလူကြီးကနဲ့သူ့ရဲ့အပေါင်းပါမြေခွေးအန်တီတို့ကစိတ်မာလီကိုလိုက်ရှာတော့တာပေါ့ကိုကာလူရဲ့ မိုးတန်နဲ့အေးအေးတန်ကြောင့်ကျမတို့ကုန်လုံးလဲကြိုက်ခဲနေပြီအိမ်ပြန်ကြရအောင်နော်စိတ်မလေးကလွတ်သွားပြီနဲ့တူတယ်ဘာမှမဖြစ်ပါဘူးမနက်ပြန်လိုက်ရှာကြမယ်မိုးတိတ်တာနဲ့စိတ်မအောင်ရှာဖို့အတွက်ထွက်ကြတာပေါ့အဲ့လိုပြောပြီးတော့မြေခွင်းနဲ့ကြေကန်းတို့ကအိမ်ကိုလိုက်သွားလိုက်ကြတော့တယ်သူတို့အားလုံးပြန်သွားတဲ့နောက်မှာစစ်တီစိတ်မလေးကဟိုဘက်ဒီဘက်ကြည့်ပြီးတော့ဖြည်းဖြည်းချင်းစီချုံပုံထဲကနေထွက်လာလိုက်တော့တယ်တော်ပါသေးရဲ့သူတို့သွားလိုက်လို့အခုငါအမြန်ဆုံးအိမ်ကိုပြန်မဖြစ်မယ် အဲ့နောက်မှာတော့စိတ်မလေးကမဲမဲလို့ပြီးတော့អော်រော့တာပေါ့အိမ်ထဲမှာထိုင်နေတဲ့ဝဝစာကလေးမလေးနဲ့မိနေစာကလေးမလေးတို့ကသူတို့ရဲ့စိတ်မလေးရဲ့အတန်ကိုကြားတော့တော့တယ်။သမီးလေးဒါကအမေတို့ရဲ့စွတီအတန်ဖြစ်မယ်။အမေအမေမြင်မြင်တော့ကြရအောင်။တေချာပေါင်းစွတီကဒုက္ခနဲ့ကြုံတွေ့နေရတာချင်းနဲ့အဲ့နောက်မှာဝဝစာကလေးမနဲ့မိနေစာကလေးမတို့ကအိမ်ကနေအပြင်ကိုထွက်လာကြတော့တယ်။ ။နောက်တော့သူတို့စိတ်မလေးရဲ့အတန်ကြားရနေရာကိုသွားရင်းနဲ့စိတ်မလေးစီကိုရောက်သွားတော့တယ်။ဟဲငါရဲ့စွတ်တီလေးနေဖယ်ဟိုသွားရလဲငါနေရနေရာတိုင်းမှာလိုက်ရှာနေရ။ဟိုကလူကြီးကနေရသူတို့ကငါ့ကိုလိန်ပြီးတော့ခေါ်သွားကြတာလေ။ပြီးတော့မြေခွေးမကလည်းငါ့ကိုစားတော့မလို့တော်ပါသေးတယ်ဟာ။ငါသူတို့ကိုအယူပြန်လုပ်ပြီးတော့အဲ့ဒီနေရာကနေထွက်ပြေးလာခဲ့တာ။အေးဟိုသွားကြရအောင်လေ။စွတ်တီလေးလည်းချမ်းနေရောပေါ့။ အိမ်ုံရောက်တဲ့အချိန်မှာဝဝဆာကလေးမကစိတ်မလေးကိုအမိုးအောင်မှာခြိထားလိုက်တော့တယ်။ဘာမှစိတ်မပူနဲ့နော်ဆွေတီ။တညာလုံးဒီမှာရှိနေပြီမယ်။အဲ့ဒီကြီးကနေနောက်တစ်ခါပြန်လာတဲ့အခါကျရင်ငါတို့ပေါင်းပြီးတော့သူတို့ပညာပြရမယ်။ငါကြောက်တယ်။အရင်ကကြောက်တာပဲ။သူတို့ငါ့ကိုနောက်တစ်ခါဖမ်းပြီးတော့တတ်လိုက်မလို့လို့မလဲ။ငါတို့အလုံးပေါင်းပြီးတော့ကြီးကနေနဲ့မြေခွေးတွေကိုအနိုင်ယူကြမယ်။အဲ့နောက်မှာဝဝဆာကလေးမကဖြင်းမုံသားမှာထိုင်နေလိုက်တော့တယ်။ ုံတချားဝင်ရဲ့ဘေးနားမှာထားထားတာပေါ့ညတကောင်ကြော်တဲ့အချိန်မှာစွတ်တီစိတ်မလေးကစကားပြောချင်လာတာကြောင့်တော်တော်လေးမဲမဲနဲ့អော်နေတော့တာပေါ့ဘာလို့လဲဆိုတော့စွတ်တီကစိတ်မလေးဖြစ်တာကြောင့်စကားမပြောဘဲမနေနိုင်ဘူးလေကုကာလူကြီးကြားရလားကြားတယ်ဒါဝဝရဲ့စိတ်မလေးစွတ်တီရဲ့အတမ်းပဲမိုးရွာနေတာဆိုတော့အားလုံးကအိမ်မှာပဲအနားယူနေကြမှာအင်းအဲ့လိုဆိုမှတော့သွားကြရအောင်အဲ့ဒီစွတ်တီစိတ်မလေးကိုသွားဖက်ရမယ် ြေကန်းနေမြန်းနှစ်အောင်လုံးကအိမ်ထဲကနေထွက်လာကြတော့တယ်။နောက်တော့မိုးရီထဲမှာပြန်တန်းလာရင်းနဲ့စိတ်မာလီစီကိုရောက်လာကြတော့တယ်။အဲ့ဒီအချိန်မှာစိတ်မာလီကဟောက်ပြီးတော့အိတ်နေရပေါ့။ကိုကလွေစိတ်မာလီကအိတ်ပျော်နေရပဲ။ကြည့်ပါဦးလား။ဟောက်ပြီးတော့တော့အိတ်နေတာ။ကိုချိုးဖြီးပေးလိုက်မယ်။ကိုချိုးဖြီးလိုက်မယ်။နေကတိရောက်လာမလားကြည့်ထားအောင်။ ကာလူကြီးကန်ကကျောဖြူကိုလှုပ်နေတဲ့အချိန်မှာစိတ်မလေးကသူ့ရဲ့ဂျုံနဲ့ကာလူကြီးကန်ရဲ့ဘိုက်ကိုထိုးလိုက်တော့တယ်။အဲ့ဒါကြောင့်ကာလူကြီးကန်ကအဝေးရို့လွင့်သွားတော့တာပေါ့။သေပါပြီ။သေပါပြီ။ဘဝစားကလေးမကဓာတ်ကိုယူပြီးတော့ရောက်လာတော့တယ်။မိနီစားကလေးမကလည်းလိုက်လာတာပေါ့။နောက်တော့အားလုံးပေါင်းပြီးတော့ကြီးကန်လင်မယားကိုရိုက်ညှက်လိုက်ကြတော့တယ်။စစ်တီစိတ်မလေးကသူ့ရဲ့ဂျုံနဲ့ကြီးကန်တွေကိုထိုးလိုက်တော့တာပေါ့။ကိုကာလူရဲ့ကျမကိုကယ်ပါဦး။ တင်းနေရဲ့တင်းနေကိုရဲ့ချရာအာအာငါရဲ့ချရာတော့ကျိုးပါပြီအကျင့်မကောင်းတဲ့ကြီးကနေနောက်တစ်ခါငါရဲ့စိတ်မလေးကိုထိရရင်ထိကြည့်အသေးတက်ပြစ်မယ်နေမျိုးစောတုံးပြီးတော့ကြီးကနေမြန်နှစ်အောင်လောကထွက်ပြေးသွားကြတော့လေအင်းကြည့်ရတာသူတို့နှစ်အောင်လုံးဒီကိုနောက်တစ်ခါလာရဲတော့မှမဟုတ်ဘူးနောက်တော့သူတို့အားလုံးကရီလိုက်ကြတော့တယ် ။ဆွတ်တီစိတ်မလေးကအတန်ကြဲကြဲနဲ့အော်လိုက်တော့တယ်။ဆွတ်တီစိတ်မလေးရဲ့အတန်ကရဲအောင်တာယာနေတာပေါ့။